နင်းခွင်နဲ့တပတ်တစ်ခါဘုရားကျောင်းတက်ရမယ်ဆိုတဲ့အရာကိုသိရသားနဲ့မိသားရောက်ဖွဲ့ခြင်းကိုလွဲရှောင်နေတဲ့သူတွေသင်ရဲ့ဝိညာဉ်ရေးရခြင်းကိုပြန်ကြည့်ပါပညာရှိကြပါအာမင်အဲ့ပြန်ကြည့်လိုက်တဲ့အခါမှာစာလံ140လေးဒီထဲမှာတော့မပါဘူးစိတ်ထဲမှာနိုးစော်ခြင်းခံရလို့ပြောပါရစေဝိညာဉ်ရေးရခြင်းနေတဲ့လူလူမျိုးမျိုးရှိကြတယ်တဲ့အဲ့ထဲမှာကျွန်မတော်တော်ထူးထူးဆန်းဆန်းတွေ့ရတဲ့အရာက foreigners ဝိညာဉ်ရေးအသက်တာဖြစ်နေတဲ့ပုံကို foreigners Korean ဒီလိုပြောလို့ဒီမှာရှိတဲ့နိုင်ငံခြားသားတွေကိုကျွန်မပြောတာမဟုတ်ဘူး I'm not talking about you okay I know that some of you are attending the service weekly not one service some people they attended for like three services sorry သင်ကိုပြောနေတာမဟုတ်သူတို့ကိုအရင်ပြောအောင်မယ်တချို့တော့နိုင်ငံခြားသားတွေကနော်ဟိုဖျားเจ้าကိုလာတာမြန်မာနိုင်ငံသားထက်တောင်ဖျားเจ้าတတ်တာအချိန်မှန်သေးတယ် <laughs> မြန်မာနိုင်ငံသားတပတ်တစ်ခါဘုရားကျောင်းလာဖို့အရေးပတ်စံနဲ့ဘုရားကို မလဲနိုင်ဘူးအလုံးနဲ့ဘုရားကို မလဲနိုင်ကြဘူးကြီးစားတဲ့ဘုရားကိုမလဲနိုင်ကြဘူးဘာသာရေးထုံးတန်းစင်လာသူတို့ဘာလာပြောမလားဆိုရဲအရာနဲ့ဘုရားကျောင်းနဲ့ဘုရားကိုမလဲနိုင်ဘူးဒါနောက်တစ်ဆင့်ဖြစ်သွားပြီဝိညာဉ်ရေးမှာကိုကိုတိဆောက်ပေးမယ်နေရာကမှသာလေအဲ့ဘုရားရဲ့အိမ်တော်အစ်စ်ဖြစ်တယ် အာမင်အာမင်အရောဘလို့ပြောထားလဲဆို foreigners တဲ့အဲ့လိုလူကဖခင်เจ้าကိုလာတဲ့အခါမှာအပြစ်တင်ဖို့ပဲလာမှာတဲ့သူရဲ့အထဲထဲမှာရှိတဲ့စိတ်ဝိညာဉ်ကဘာလဲဆိုတော့ဟာအဲ့ဖခင်เจ้าထဲမှာဘာတွေလုပ်နေကြလဲလူတွေအချိုးပြေးရဲ့လားအရှိနောက်ကဘလို့ပုံစံတွေလှုပ်ထားကြလဲဖခင်เจ้าကဟွန်းမစိုးပါဘူးအေးရကွန်လေးကောင်းတယ်အဲဒါပေမဲ့ကပကင်လူညံ့တယ် ဲ့ဒါက foreigner ခရစ်ယာန် foreigner ခရစ်ယာန်အစင်တွေကထွက်ကြအာမင်တပတ်တခါနော်လာရောက်တက်နေတဲ့အစင်ကိုတော့နည်းနည်းတော့တလန်းတင်တယ်လို့ကျွန်မအားပေးပါရစေဒါပေမဲ့အဲ့ဒါနဲ့အဲ့ဒါနဲ့လည်းမလုံလိုက်သေးဘူးတဲ့နောက်တစ်ဆင့်ကြံသေးတယ်သာသမီးဖြစ်တဲ့အစင်ကိုလာခဲ့ကြတယ်အာမင် သမီးဆိုတာဘာကိုပြောနေရလဲအဖေရဲ့တာဝန်ရှိသမျှကိုထမ်းဆောင်တဲ့သူကိုသားနဲ့သမီးလို့ခေါ်တယ်။အဖေကဒုက္ခရောက်နေတဲ့အရာကိုမြင်ရင်အဲ့ဒီသားနဲ့သမီးကလက်ပိုက်ကြည့်မနေဘူး။အာမင်။ဝိညာဉ်ရေးမှာ foreigner မလုပ်ကြနဲ့။သားသမီးစင်ကိုတက်လှမ်းပွင့်နဲ့ဘုရားသခင်တင့်ကိုကောင်းချီးပေးပါစေ။အဲ့ဒီမလုပ်ကြနဲ့။ကျွန်တော်လွတ်မယ့်အရာကဒီနေ့ဖခမဲတော်ရဲ့နော် business လုပ်ငန်းကောင်းကင်နိုင်ငံတော်ရဲ့လုပ်ငန်းမှာအတူတူပါဝင်ဖို့ရန်အတွက်ဖြစ်တယ်။အာမင်။